ငြိမ်ညံ့သောစိတ်ငြိမ်ညံ့သောဘဝညာနာချစ်ချင်းမြတ်တာရဲ့အကြောင်းတရားလေးတွေလူတယောက်နဲ့တယောက်တွေ့ဆုံပြီးချစ်မိခြင်း relationship တစ်ခုခံမြဲခြင်းရဲ့နောက်တွင်မှာအကြောင်းအရာတွေအများစွာ ရှိပါတယ်အဲ့ဒီလိုအကြောင်းအရာတွေထဲမှာဓမ္မပါဒမှာပါတဲ့အကြောင်းတရားလေးတစ်ခုကို ပြောပြချင်ပါတယ် တရှိရေဇံရှိရေဇံဆိုတာယုတ်တိကြကြမမြင်နိုင်ပေမဲ့ညာနာကတော့ရာဂရာဂိုင်းနှုတ်အပြည့်ယုံကြည်ထားတယ်။ကဘာမှာလူရည်တန်းမောင်းများစွာရှိတယ်။ကိုနဲ့တိကျန်းပြောဆိုဆက်ဆံနေရသူတွေအများကြီးရှိတယ်။အဲ့ဒီလူပေါင်းများစွာရှိတဲ့အထင်မှလူနှုတ်ဦးဟာစုံစည်းလာရတယ်။သူနဲ့မှထူးထူးခြားခြားခံစားမှုတွေ ဖြစ်ရတယ်။သူ့ကို အလိုလို ယုံကြည်နေမိတယ်ချစ်မိသွားတယ်စသဖြင့်ခံစားချက်တွေပေါက်ဖွားလာရတာကရှိရည်ဆက်ဆိုတဲ့အကြောင်းတရားနဲ့လည်းသက်ဆိုင်နေပါတယ်ရည်ဆက်မပါဘဲလူနှုတ်ဦးလူနှစ်ယောက်စုံစည်းဖို့ချစ်ခင်ကြံဝင်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးရှိရည်ဆက်ပါသူတွေကရင်မြင်ချင်းရင်းနှီးတယ်လို့လို့သူ့ကိုဒီနေ့ရာရာမှာတွေ့ဖူးနေတယ်လို့လို့တည်တည်ချာချာ စုံခဲ့ကြဘူးသလိုလိုနှစ်ဦးကြားမှာတစိမ့်ဆံမနေပဲနှွေးထွေးတဲ့ခန်းစားချက်မျိုးဖြစ်ပေါ်နေတယ်ဆိုရင် ရှေ့ရည်ဆက်ရှိတယ်လို့ယူဆနိုင်မှာဖြစ်ပါတယ်ရှေ့လူကြီးတွေပြောနေကြစကားနှစ်ဖူးမှာစားပါတယ်တဲ့အဲ့ဒီလူဟာဒီလူအတွက်ဆိုပြီးကံတရားကသတ်မှတ်ပြီးသားရှိခဲ့တာမျိုးပေါ့ရှေ့ရည်ဆက်ရှိသူတွေဟာတယောက်ပြောချင်တာကိုတယောက်ကနားလေတယ်စကားလုံးတွေအများကြီးတုံးစီရမလို့ဘူး ချက်ဆိုငကွက်ကမိတောက်တယ်ဆိုတာမျိုးဘသူကမှနားလဲနားမလည်နိုင်တဲ့ကိုယ့်ရဲ့အစိတ်အပိုင်းတွေစိတ်အပိုင်းတွေဖြစ်တည်မှုတွေကို ကိုမပြောပြလဲသိနေကြတာမျိုးတွေပေါ့ရှိစဲကြောင့်အချစ်တခုဟာဖြစ်ပေါ်လာနိုင်ပါတယ်ဒါပေမဲ့အချစ်တခုခံမြဲဖို့အတွက်ဆိုရင်တော့ရှိရစဲတခုနဲ့မလုံလောက်ပါဘူးလက်တွေ့ဘဝမှာ အပြန်အလှန်နားလည်မှုစူးစမ်းအားထုတ်မှုတွေဖြစ်ဆွဲရမှာ ဖြစ်ပါတယ်။ကံပါလို့ဆုံးလာကြရပြီးတယောက်ကိုတယောက်အကြောင်းကျိုးမပြုတ်နိုင်ပဲအစိတ်တောက်တွေပဲဖြစ်နေမယ်ဆိုရင်တော့ဘလောက်ရှိရစေရှိရှိဝေးနေကြရမှာပါပဲ။ဒါကြောင့်ဒုတိယအချက်အနေနဲ့တယောက်ရဲ့အကျိုးတယောက်ရဲ့အကျိုးရှိရာအကျိုးရှိကြောင်းတွေကိုတယောက်က လူလားနေဖို့အပြန်လန်ကောင်းကျိုးဆောင်ရွက်နေဖို့ဆိုတာအလွန်အရေးကြီးပါတယ်။နေအပြန်အလှန် ကောင်းကျိုးဆောင်ရွက်မှုတကယ်စစ်မှန်တဲ့ချက်ချင်းမြတ်တာဆိုတာကတယောက်ကိုတယောက်စပိုးရင်းပေးနိုင်ရမှာဖြစ်ပါတယ်စပိုးလုပ်တယ်ပံပိုးတယ်ဆိုတော့ငွေကြီးဆိုတဲ့ financial support တစ်ခုတွေကိုဆိုလိုတာမဟုတ်ပါဘူးစိတ်တဲ့ကြနေချိန်မှာစိတ်ခွန်အားပေးမှုအားရချိန်မှာနှစ်သိမ့်ပေးမှုဆိုတဲ့ mental support တွေနဲ့လည်းကိုချစ်တဲ့သူတွေကိုပံပိုးပေးနိုင်ပါတယ် sharing is care မြောက်ဝေချင်းဟာဂီဥဆိုင်မှုပါပဲစိတ်ပိုင်းဆိုင်ရာဘလောက်ပဲတမ်းမာတဲ့ သူပဲဖြစ်ဖြစ်ပြိုလဲတဲ့အချိန်ဆိုရင်ဆိုတာရှိနိုင်ပါတယ်ဘယ်ရာမဆိုတယောက်ထဲလဲရက်တည်ရန်ရင်ဆိုင်နိုင်သူဖြစ်ပေမဲ့ပြိုလဲတဲ့အချိန်မှာအနာက ကိုချစ်တဲ့သူရဲ့ဖေးမမှုကို မျောလိမိတဲ့ကြတာမျိုးပါပဲမန်ဒယ်စပုတ်ဟာလူတယောက်အတွက်အများကြီးလိုအပ်တာဖြစ်လို့နေ့စဉ်ဘဝမှာကြုံတဲ့အဖြစ်အပျက်လေးတွေကိုမျှဝေပြောပြရမယ်။ရှင်ဖွင့်ပေါ်တိုင်းမင်ပေါ်တိုင်းမင်ဘက်ချစ်သူမျိုးရလာခဲ့ရင်ဘဝမှာ အကောင်းဆုံးဆုလက်ပါပဲရင်ကျက်စွာချစ်တတ်ဖို့လူတချို့မှာရှိတတ်ပါတယ်တိတ်ချင်လွန်းလို့ဟိုမသွားရဒီမသွားရဘူးဒါမဝေးရဘူးဒီလူနဲ့စကားမပြောရဘူးစသဖြင့်ပြိပင်တားဆီးတာတွေအဲ့ဒါတွေက အချင်းမဟုတ်ပါဘူးတစ်ဖက်လူရဲ့အငုံစိတ်ကြောင့်ဖြစ်လာရတဲ့ toxic တွေပါပဲအဲ့ဒီ toxic တွေကိုတိမခံနိုင်တော့တဲ့အချိန်မှာဘလောက်ပဲချိန်နေပါစေလူရှိရှိတစ်ခုဟာအဆုံးသက်သွားရမှာပါပဲ ကျန်တဲ့တယောက်နားလည်မှုရှိတဲ့အခါ respect ကင်းမဲ့သွားတဲ့အခါတန်တရားဝင်လာတဲ့အခါယုံကြည်မှုပြတ်သုံးသွားတဲ့အခါဆက်ဆံရေးတစ်ခုဟာအဆုံးတက်ပြည့်စဲသွားရတော့တာပါပဲရှေ့ဆက်ဘူးဘလို့မှမဖြစ်နိုင်တော့တာပေါ့ဒါကြောင့်အပြန်လန်အကောင်းကျိုးဆောင်ရွက်ကြရင်နားလည်မှုရှိရှိရင်းကျက်စွာချစ်တတ်လို့ပါတယ်ရင်းဆက်ရင်းကျက်စွာချစ်တယ်ဆိုတာဘလို့မျိုးလဲ မရင်ကျက်သူတို့ရဲ့အချက်ဟာချစ်လို့မှုချုပ်ချယ်တယ်လို့ဆိုတယ်။ရင်ကျက်သူရဲ့အချက်ဟာချစ်လို့မှုလွတ်လပ်ခွင့်အပြည့်ပေးတယ်။မရင်ကျက်သူရဲ့အချက်ဟာချစ်လို့မှုတုံရင်တူရဲ့လို့ဆိုတယ်။ရင်ကျက်သူရဲ့အချက်ဟာချစ်လို့မှုယုံကြည်မှုအပြည့်ပေးတယ်။မရင်ကျက်သူတို့ရဲ့အချက်ဟာချစ်လို့မှုပိုင်ဆိုင်တယ်လို့ဆိုတယ်။ရင်ကျက်သူရဲ့အချက်ဟာချစ်လို့မှုလို့ပိုင်ဆိုင်ရလေချင်တတ်တယ်။မရင်ကျက်သူရဲ့အချက်ဟာအတ္တတွေနဲ့ပူလောင်နေရင်ကျက်သူရဲ့အချက်ဟာမေတ္တာတွေနဲ့ အေးမြတယ်အဲ့ဒီလိုနှုတ်လုံနှုတ်ဦးသားရဲ့ရင်းချက်ခြင်းမရဲ့ခြင်းမရင်းချက်ခြင်းခံစားချက်စိတ်နေသဘောအထား mindset နဲ့ပြောပြောကြတဲ့ဇာတ်ရီးပြုမှုဆောင်ရွက်ချက် လုပ်ရက်တွေ relationship မှာတည်ရမှု impact တွေဖြစ်သွားစေတယ်ဒါကြောင့်ပြောဆိုပြုမှု kid man တမရအမြဲတစေပြန်လဲစစ် စင်စစ်ကြည့်ဖို့လိုအပ်ပါတယ်သူရဲ့လုပ်ရက်တွေကကိုယ့်ကိုထိခိုက်စေသလားကိုယ့်ကိုကောင်းကျိုးဖြစ်စေသလားကိုယ့်အတွက်ညစ်ဆင်းညစ်စရာတွေနဲ့ပဲပေးနေတဲ့သူလားကိုယ့်ကိုပျော်ရွှင်စေတဲ့သူလားစသဖြင့်စမ်းသစ်အစမ်းစစ်တုံးသက်ကြည့်တင်ပါတယ်ကိုဘက်ကလည်းငါသူ့ကိုပြောလိုက်တဲ့ခွင့်စကားတွေမှာမေတ္တာပောင်ဝင်ရဲ့လားငါအတ္တတွေကြီးပဲဖြစ်နေလားသူ့ဘက်ကိုရောထက်ထွက်ပေးရဲ့လားကိုဘက်ကိုကြီးကြည့်နေခဲ့သလိုဖြစ်နေလားဆိုရက် ဆိုတာမျိုးတွေနေပြီးသုံးသက်ပြီးကိုယ့်ဘက်ကလိုအပ်ချက်တွေမှားခဲ့တာတွေရှိရင်အဲ့ဒီအတွက်ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်မယ်ဆိုရင်အကောင်းဆုံးရှေ့ဆက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုရှေ့ရှေ့ရဆဲဆိုတဲ့အကြောင်းတရားရဲ့ပစ္စုပန်မှာအပြန်အလှန်အကောင်းကျိုးဆောင်ရွက်မှုတွေဆိုတဲ့အကြောင်းတရားရဲ့အဲ့ဒီအကြောင်းတရားနှစ်ခုပေါင်းစည်းထားတဲ့ရင်းချက်တဲ့ချစ်ချင်းမြတ်တာကတာနဲ့ခိုင်မြဲတဲ့အလို့ရှင်တစ်ခုတော့ချက်ပဲဖြစ်ပါတယ်